နှစ်ပေါင်း30နီးပါးမြန်မာပြည်အခြေအနေကိုသတင်းထုတ်လွှင့်တင်ဆက်လာတဲ့လွတ်လပ်တဲ့အာရှအသံ IFA မြန်မာပိုင်းအစီအစဉ်ကိုထုတ်လွှင့်မှုအပြီးတိုင်ရနာတော့မယ်လို့ထုတ်လွှင့်မှုအပြီးတိုင်ရနာတော့မယ်လို့ဒီနေ့မေလ9ရက်နေ့မှာသတင်းဌာနကတရားဝင်ထုတ်ပြန်ကြေညာလာပါတယ်။ ရဲ့လားဟေးမောင်တို့ရေပြောရဲဟေးပြောရဲဟေးမြမပြင်ကိုတရင်ဆိုင်ခက်ခဲ့တယ် online ထဲကလေးလိုက်တန်လို့တသမားတွေတော့ဘဝနီကုံအဆုံးသတ်သွားပြီဖြစ်ပါတယ်ရှင်ဟာဒီနေ့ကျွန်မဓာတ်ခုတ်ရလက်ဝင်ရှုမဲ့အကြောင်းအရာလေးတစ်ခုကတော့မမမိုးခိုင်းနေတဲ့ကိုဇော်ဘိုးဟင်းတို့အာတရားဆွဲဆိုတဲ့ပြဿနာလေးပေါ့နော်ကျွန်မတတိထားမိတလားဒီကိစ္စကမင်းသားကြီးဆိုတဲ့လူကနေပြီးတော့ကိုဇော်ဘိုးဟင်းကိုကိုဇော်ဘိုးဟင်းကမန္တလေး PDF နဲ့ဆက်သွယ်ရှိနေတဲ့ PDF ထောက်ဖို့ဆိုပြီးတော့ဆွဆွဲပြောဆိုတာကနေစတယ်လို့ကျွန်မထင်တယ် ဒါကျွန်မတတိထားမိတယ်လို့ပြောတာပေါ့နော်။ကျွန်မတတိထားတာမှားတယ်ဆိုရင်လည်းကျွန်မကိုပြောပေးကြပါ။ပြဿနာအစကမင်းသားရေးဆိုတဲ့လူကနေဒီဆော့ဖုန်းရေးဆိုတဲ့လူကိုအပီဒီအနေနဲ့ဆက်သွယ်နေတဲ့ပီဒီအထောက်ဖို့ပါလို့ဆွဆွဲပြောဆိုတာကနေစတာ။ဒီပြဿနာကမင်းသားရေးနဲ့ဆော့ဖုန်းရေးနဲ့ဖြစ်တဲ့ပြဿနာ။ဒါကိုကြားရဲကမမုံမုံခိုင်ကဆော့ဖုန်းရေးကတဲ့တမတော်ကိုတဲ့ဗာလဲ။ဆော့ကားတဲ့အတွက်သူကတရားစွဲမယ်ဆိုပြီးထားပြီးလုပ်တာပေါ့နော်။ဘယ်မှတစ်ချိန်ပြောတော့တော့သူကဒီလိုမျိုး တက်မလို့ဆော်ကားလို့တရားဆွဲမယ်ပေါ့အဲနောက်ဒီချိန်ကျတော့သူ့ကိုဆော်ကားလို့60လောက်ကားကြီးနဲ့တရားဆွဲမယ်ဆိုပြီးဖြစ်သွားတာပေါ့နော်အဲတော့စဉ်းစားရတယ်ပြဿနာဖြစ်တာကမင်းသားကြီးကနေဇော်ဝင်းကိုသွားပြီးရန်ဆာလို့ပြဿနာတက်တာဈားတဲ့ကမမုံမခံရတရားထဆွဲတယ်ဆိုတော့ तू ကဘာလဲပေါ့နော်ဟို तू နဲ့မင်းသားကြီးနဲ့ဘယ်လိုမျိုးပတ်သက်ပြီးတော့အာသူတို့ဘယ်လိုမျိုးဆက်သွယ်ရရှိလဲဆိုတာသူတို့ချင်းချင်းမသိပါဘူးပေါ့နော်သိလိမ့်မယ်ပေါ့နော်ဖြစ်စေချင်တာလေပြဿနာကိုကြီးတယ်မှုငယ်သွားအောင်လို့အချင်းချင်းဆိုရင်းမွေးလို့နေပြီးတော့ ရန်လူနဲ့တွေ့မှာ၎င်းလိုအမောက်ထောင်ပြစေချင်တာကိုဈားထဲကနေပြီးသူကပါတရားထပြီးဆွဲပေးလိုက်တယ်တရားထပြီးဆွဲလိုက်တဲ့ခါကျတော့ပြဿနာပုံကြည့်သွားတာပေါ့နော်ဆိုတော့ကျမကတော့အဲမပုထုကဘယ်ဘက်ကလဲဆိုတော့ကျမနိုင်ငံနဲ့ပြည်သူတက်ပါပဲရှင်ဘသူကနိုင်ငံနဲ့ပြည်သူတို့အစေတလာတကင်းရှိတယ်လေဘသူကနိုင်ငံနဲ့ပြည်သူကိုတွက်အမှန်တကယ်အကျိုးကိုထမ်းပိုးနေတယ်လေတဲဖို့ဆောင်ရနေတယ်လေပုံမှာမူတည်ပြီးဆုံးဖြတ်ပါတယ်နိုင်ငံနဲ့ပြည်သူကိုစေတနာတကယ်ရှိပြီးအလုပ်တကယ်လုပ်တဲ့လူကိုကျမအားပေးပါမယ် အဲ့ဒီအတွက်လေသူတို့လုပ်ခဲ့တဲ့စေတနာသူတို့ထားခဲ့တဲ့စေတနာတွေကသူတို့ကိုရောင်းပြန်ဟတ်တဲ့အတွက်မှန်နေလို့ဒါပဲဆက်ပြီးတော့เนาะကျွန်တော်တို့လောကမှာဆက်လက်ပြီးရှင်သန်ရည်တည်နိုင်ပါလိမ့်မယ်ရှင်ဆိုတော့ယုံချင်းကိုလေကျွန်မကသွားပြီးအားပေးပါမယ်ယုံချင်းသွားပြီးဝင်ရပါမယ်ဆိုတော့ကျင်းတွေပေါ့ဒီယုံချင်းကเนาะလူတွေအိုးအိုးကြက်ကြက်နဲ့တော်တော်များများစူးစူးပူပူအုံအုံကြွကြွားဖြစ်နေတယ်လို့ထင်နေဆိုတော့တစ်ဖက်ကနေပြီးတော့ဒီပြဿနာပေါ်မှာမီးလောင်ရလေးပင့်နေတဲ့ပြဿနာမကြီးကြီးအောင်လုပ်နေတဲ့ ်နီးပိတ်တွေလည်းရှိတယ်။ပိုပြီးစောတာကနီးပိတ်တွေကမီးလောင်ရာလေးပင့်တာ။အခုကဘောပိတ်တွေကမီးလောင်ရာဓာတ်ဆီဝင်ဖျန်းနေတာလေတွေ့ရပါတယ်ရှင်။ဘောပိတ်ဆိုတာတွေကလက်ရှိတက်မလို့တဲ့မှာတာဝန်ထမ်းဆောင်နေတဲ့လူလက်ရှိအစိုးရဖွဲ့ထဲမှာတာဝန်ထမ်းဆောင်နေတဲ့လူတွေထဲမှာအကျင့်ပြတ်ချစားနေတဲ့ဖရဲသီးတွေက အကျင်းပြတ်ခြားစားနေတဲ့ဖဲသီးတွေကမီးလောင်ရာတက်စီကိုဝင်ဖြန်းပြီးတော့နောက်ွယ်ကနေပြီးတော့ထောက်ပံ့ပေးနေတဲ့မြောက်ပင့်ပေးနေတဲ့ဘောပိတ်တွေကပုံများနေတာတွေ့ရတယ်ဒါကလည်းစိတ်မကောင်းကြပါပဲရှင်နော်ကိုစောဘင်းကတမတော်တွင်ကဒီအစိုးရဖွဲ့တွင်ကအကျင်းပြတ်ခြားစားမှုတွေကိုဖော်ထုတ်နေတဲ့အခါကျတော့အနာဘောထုတ်ကြပြီးတော့စက်ခွက်ကြောက်တော့မှကြောက်နေတဲ့လူတွေကလည်းပဲဒီမှာဘောပိတ်တွေကလည်းပဲလက်ရှိပြဿနာမှာပို့ပြီးတော့ပြဿနာပုံကြီးအောင်လို့ နောက်ထပ်ပြင်ပေါ်လေးလုပ်နေတာလည်းပြရပါတယ်စိတ်မကောင်းကြပါပဲရှင်ဆိုတော့ဘိုးကိုချက်တယ်လူနဲ့တိုင်းမီကိုချက်တယ်လူအဖြစ်ပဲပါတယ်ကျမတို့ကတိုင်းချစ်ပြီးချက်ပါဘိုးကိုချက်လို့များပါဘူးရှင်တိုင်းချစ်ပြီးချက်ဒီအနိုင်ရရှိပြီးတော့ဘိုးချစ်တွေကြာရှုံးပါစေတိုင်းချစ်ပြီးချက်တွေတော့အနိုင်ရပြီးဘိုးချစ်တွေတော့ကြာရှုံးပါပြီမယ်ဘသူကတိုင်းမီကိုမှန်တကယ်ချက်တယ်လေဘသူကတိုင်းမီကိုမှန်တကယ်စိတ်နာရှိလေဘသူတွေကတိုင်းမီနဲ့လူမျိုးကိုချက်တရားအောင်နဲ့ နှစ်ပြီးတော့ကိုစိုးစီးပွားရှာနေတယ်ဆိုတာအချိန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။ဆိုတော့အဲ့ဒီရုံးချင်းကိုကျွန်မမပုတ္တမဟာသေးလဲတော့ရောက်ဝင်ရပါမယ်ရှင်။ဆိုတော့ကျင်းဒီပေါ့ဒီရုံးချင်းကနော်အုံအုံကြက်ကြက်ဖြစ်နေတယ်။စူးစူးပူပူနေဖြစ်နေတယ်။အဲဆိုတော့ဒါတစ်ဖက်ကမလူလာအပ်တဲ့အုပ်စုတွေကလည်းပဲရန်ရှာတာပြဿနာရှာတာတွေဖြစ်ဖြစ်နိုင်နေပေါ့နော်။ဆိုတော့ကျင်းဒီပေါ့အဲ့ဒီရုံးချင်းရဲ့ကြလို့ရှင်ရေလုံးချုံကြီး လုံချုံရင်းများများချထားပြီးတော့အစိုးရအနေနဲ့လုံချုံရင်းများများချထားရလိမ့်မယ်ထင်တယ်အဲ့လိုမျိုးလုံချုံရင်းများများချမထားဘူးဆိုရင်တော့ဒီပြဿနာကိုမိလောင်ရာလေးပိနေတဲ့အဖွဲ့တွေနဲ့မိလောင်ရာတက်စီလောင်းနေတဲ့အဖွဲ့တွေကြောင့်ပိုပြီးရုံးရင်းဆိုင်ကဖြစ်သွားနိုင်ပါတယ်ကိုယ်လုံးလဲစားတာရတတိထားကြပါ။ရုံချင်းလာမယ့်လူတွေလည်းတတိထားကြပါ။ကျမလည်းရုံချင်းလာပါမယ်ရှင်။